အခုလိုအကြောင်းရင်းကြောင့်ဟင်းဝေးရင်နဲ့စေစလိုက်ရတဲ့ဆိုးပြေသစဉ်အတွက်မျက်ရည်ကျခဲ့တဲ့ဆိုးပြေမိခင်ပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဒီနေ့အောက်တိုဘာလ17ရက်နေ့ကတော့နိုင်ငံကျော်တရုတ်ဆောင်မင်းသားဟင်းဝေးရင်နဲ့မင်းသမီးကျော်လေးဆိုးပြေသစဉ်တို့ရဲ့စေစမင်္ဂလာပွဲကိုရန်ကုန်မြို့ရဲ့လော့တဟိုတယ်မှာအခမ်းအနားဆုံးနဲ့ကျင်းပပြုလုပ်ခဲ့ပါတယ်။ပွဲရဲ့ကြီးကြပ်ခမ်းနားပုံတွေသတို့သမီးရဲ့အလှပတွေကြားမှာ ပရိသတ်တွေရဲ့ရင်ကိုအထီးအခြားဆုံးဖြစ်သွားစေခဲ့တဲ့မြင်ကွင်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့သမီးလေးရဲ့ဆေးဇက်ပွဲမှာမျက်ရည်မစင်နိုင်အောင်ဖြစ်ခဲ့ရတဲ့ဆိုဖီးသင်းရဲ့မိခင်ကြီးရဲ့ပုံရိပ်ပါပဲ။ဒီလိုမျိုးသမီးရတနာရဲ့ပွဲမှာမိခင်တယောက်ကမျက်ရည်ကျတဲ့ဆိုတော့ပရိသတ်တွေကအင်အားသွားနိုင်ပါတယ်။ဒါပေမဲ့တဟာဝန်းနေလို့ကျတဲ့မျက်ရည်မကောင်းတဲ့ဘက်ကကျတဲ့မျက်ရည်မျိုးလုံးဝမဟုတ်ပါဘူး။တဟာမိခင်တယောက်ရဲ့ရင်ထဲမှာဖြစ်ပေါ်လာတဲ့အပျော်ဆုံး၊ဂုံယူဆုံး၊ခံစားချက်တွေကြောင့်စီးကျလာတဲ့ပီတိမျက်ရည်စစ်စစ်တွေပဲဖြစ်ပါရဲ့ရှင်။ ဒီမျက်ရည်တွေရဲ့နောက်ကွယ်ကအကြောင်းရင်းကတော့လိမ္မာရေးကြောင့်ရှိတဲ့သမီးလေးဆိုပြေးတဲ့စဉ်ကိုဟိဝင်ရဲ့လိုတမတ်ကောင်းတယောက်နဲ့လက်ဆက်ပေးရလို့ဝမ်းသာလွန်တဲ့ခံစားချက်တွေကြောင်းပါပဲ။ဘာကြောင့်ဒီလောက်ထိဝမ်းသာဂုဏ်ယူရသလဲဆိုတော့ဆိုပြတဲ့စင်ဟာသူတို့မိသားစုရဲ့တဦးတည်းတော့တမီးရတနာလေးဖြစ်ပြီးတော့ငယ်စဉ်ကတည်းကတမီးလိမ္မာလေးအဖြစ်နဲ့ဘိုင်းကောင်းကြောက်ပြီးဆိုသလိုအနေထိုင်အသွာလာအင်မတန်တိမ်မွေ့လိမ္မာခဲ့တဲ့သူပါဆိုပြတဲ့စင်ဟာမိဘစကားကိုတခုမှမကြံနားထောင်ပြီးတော့အနုပညာလောကထဲမှာလည်းထိတ်တန့်မင်းသမီးတယောက်ဖြစ်တဲ့တီ အောင်မြင်အောင်ကြိုးစားပြီးတော့မိဘကိုလှုပ်ကြွေးပြုစုခဲ့တဲ့တမိကောင်းယရနာတယောက်ပေါင်းငယ်စဉ်ကလေးကအခုချိန်တည်းချစ်သူရည်စားဆိုတာကိုတောင်မထားဘဲနဲ့ဘဝကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်းခဲ့တဲ့သူပါအဲဒီလိုမျိုးအဆဆရရမှာတမိကောင်းပီသားလုံးနဲ့ရွှေလိုတန်ဖိုးထားရတဲ့တမိလေးကိုအခုလိုမျိုးဟင်းဝရံတို့လိုအမျိုးကောင်းသားတယောက်ကအမျက်တနှိုးနဲ့ချစ်ခင်တန်ဖိုးထားပြီးတော့လက်ထပ်ခွင့်ရလို့မိခင်တယောက်နေနဲ့ဝမ်းသာလုံးလုံးမျက်ရည်တွေနဲ့ဂုဏ်ယူခဲ့ရပါတယ် ဟိဝင်ရဟာဆိုဖီးတစင်နဲ့ချစ်သူတန်း6နှစ်ကာလတလျှောက်လုံးမှာသူ့ရဲ့ချစ်သူလေးကိုမျက်နှာတစ်ချမ်းမညိုအောင်အမြဲတမ်းကယူဆိုင်မျက်နှာတံပိုးထားခဲ့တဲ့သူပါအခုလက်ထက်ခွင့်တောင်းတော့လဲတိမ်ပေါင်းများစွာတံပိုးရှိတဲ့တင်တောင်းပစ္စည်းတွေနဲ့ဂုံယူစွာတောင်းရမ်းခဲ့ပြီးတော့ဒီစိစက်ပွဲကိုလည်းအားလုံးမြင်တဲ့အတိုင်းပဲကြီးကြေခမ်းနားစွာနဲ့ကျင်းပပေးခဲ့ပါတယ်။ဒါအပြင်သူတို့နှစ်ယောက်ဟာမင်္ဂလာပွဲကြီး6ပွဲတီတီနဲ့ခမ်းနားစွာလက်ထက်သွားကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။ဟိဝင်ရတို့မိသားစုဟာမြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးကြီးတဲ့ကျွဲဝါ ချမ်းသာတဲ့မိသားစုဖြစ်တာနဲ့အညီသူတို့ရဲ့ချွေးမလောင်လေးကိုဘာတစ်ခုမှမယော့စေဘဲနဲ့တန်ဖိုးထားမှုတွေကိုအလုံးနဲ့သက်သေပြခဲ့ရပါဒီလိုမျိုးသမီးလေးပေါ်မှာဆက်ဆက်ရရအကောင်းဆုံးအနေနဲ့ဖန်တီးပေးပြီးတော့အမျက်တနိုးတန်ဖိုးထားကချစ်ပေးတဲ့တမတ်ကောင်းတစ်ယောက်ကိုရလို့ဇိုးပြည့်တဲ့ဇင်ရဲ့မိခင်ကြီးကသမီးလေးအတွက်အဝမ်းသာဝမ်းနည်းဖြစ်ခဲ့ရပါတယ် ဒီပွဲမှာတော့ဆိုဗီယက်သင်းရဲ့အမဝန်ခွဲဖြစ်သူမင်းသမီးကြီးဆိုမြတ်သူဇာကတောင်ဟင်းဝင်းရဲ့မိသားစုကသူတို့ရဲ့ညမလေးကိုဒီလောက်တန်ဖိုးထားပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းကိုမိသားစုကိုဇာထုတ်ဖို့ပြောကြားသွားခဲ့ပါသည် ကေပရိသတ်ကြီးတို့ရောကိုတန်ဖိုးထားရတဲ့လိမ္မာရေးကြရှိတဲ့ကိုရဲ့သမီးလေးကိုတကယ်ချစ်ပြီးတော့တကယ်တန်ဖိုးထားတဲ့ယောက်ျားကောင်တစ်ယောက်နဲ့လက်ထပ်ရလို့ပျော်လွန်းလို့ကြတဲ့မိခင်တစ်ယောက်ရဲ့ပီတိမျက်ရည်ကိုမြင်ရတာရင်ထဲမှာကြည်နူးစရာမကောင်းဘူးလားရှင်ဒီလိုမျိုးမိသားစုရဲ့အချစ်ချင်းမြတ်တာတွေပေါ်မှာဘယ်လိုမြင်မိလဲဆိုတာမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်